ရောမင်းငါတို့စီလာလို့ကတော့မင်းလက်နက်မပိုင်လက်မခံဘူးကွာကြီးစံတွေပါလိုက်ဒေါင်းတယ်လက်နက်တွေမဟုတ်ဘူးဟိုခမ ्याओं စီရတဲ့တစ်ချောင်းနှစ်ချောင်းတော့ကတော့ထားကိုမထားခဲ့မှာတော့ဟိုကောင်နေတကြနေဖင်နဲ့ထုတ်တဲ့နေဟုတ် မင်္ဂလာပါဆရာမင်္ဂလာပါဘုန်းကြီးအဲသတင်းကောင်းလေးတွေပြောကြမယ်သတင်းကောင်းဒါနှစ်ထွေး PDF တွေမလိုင်မျိုးနယ်တွေနှစ်ထွေးရနော်ဒီအထက်ရှယ်ကျုံးလာနော်မလိုင်မျိုးနယ်တွေကဒါဟိုဂိတ်ချပြီးတော့စက်ကြီးတောင်းနေရဲတွေကိုပြင်းသွားရဲတွေတော်တော်ရဲသွားပါဖုတ်ခံလဲရတာရဲနေအောင်ဖုတ်တာဟောနှစ်နှစ်ယောက်နှစ်ယောက်နော်ရဲနှစ်ယောက်ပြီးရင်အော်ဝါးသေးရပါလေနထိုးနေစီမချကွာနထိုးကြီးချနထိုးကြီးပြည်ရက်กว่าဆိုပြီးနထိုးကြီးသားกว่าအဲအဲ့လိုမျိုးအော်ဝါးသေးရဲ့ ရှေ့ပိုင်းမှာလည်းဘင်းတယ်ဟိုးဟိုးဟိုးရက်ပိုင်းမှာလည်းရှိထားသေးတယ်ဟုတ်တယ်တောက်လျှောက်တောက်လျှောက်တောက်လျှောက်ကိုသွေးပီဒီယားကစော်နေတာပေါ့နော်အဲတော်တော်ကိုအားရဖို့ကောင်းတယ်ဒါမလိုင်းဆိုတာဘုရားရတယ်ဒါပန်းအိုင်ပေါ့နော်မလိုင်းပြီးလို့ရှိရင်ပန်းအိုင်ပန်းအိုင်ဆိုတာအမိတ်လာနာတပြေပြေကတ်လာတယ်တော်တော်ကတ်လာပြီကတ်နေပြီတော်တော်ဒါရီကတ်နေပြီ မေဒီလာမေဒီလာရဲ့ခြေနေလေးလောက်ပါအောင်ပြောလဲပါအောင်မေဒီလာဘာတက်တွေဘာတက်တွေရှိတယ်ဘလောက်ရေးကြီးတယ်ဟိုအရင်တော့ကျွန်တော်တို့ဒီဟိုပါပေါ့မြင်းချံရဲ့နှထိုးကြီးရဲ့နောက်ပြီးတော့တလုံးမျိုးရဲ့ဟုတ်ကျွန်တော်တို့လေတက်ကနေမှ homely data scan ဌာနချုပ်နဲ့မြကြီးနား data scan ဌာနချုပ်ကနေမှလေတက်သား၁၀ရောက်၁၀ရောက်စီအင်အားပေးပြီးလုံခြုံရေးလွှတ်ရတာနောက်ပိုင်းမှာခုနက homely တို့မြကြီးနားတို့ကမလွတ်နိုင်တော့မလွတ်နိုင်တဲ့အချိန်ကျတော့မေဒီလာမှာကျွန်တော်တို့ဒါလေချောင်းတက်တဲ့လေတက် scan ဌာနချုပ်ရဲ့ မြေပြင်အတက်တဲလေးတဲ့စကန်ဌာနချုပ်ရယ်လေရင်ထုတ်လုပ်ပစ္စည်းဌာနချုပ်ရယ်အဲ့ဌာနချုပ်၃ခုကနေမှခုနလိုအယောက်20ပေါ့အရာရှိဦးစီးပြီးတော့အယောက်20 25ယောက်ကငင်းချံမြို့ရယ်ခုနတောင်တွင်းကြီးမြို့ရယ်တလုံးမြို့ရယ်ဒါအင်အားပေးရတာဟိုဟာဌာနချုပ်တစ်ခု20 25ယောက်ဆိုရင်ဒါအင်အား80ကျော်လောက်อืมပေးရတဲ့သဘောပေါ်ကြီးอ่ะပြီးခဲ့တဲ့လပိုင်းနေမှာပဲဒါတထိုးကြီးတို့မြင်းကြံတို့ဘက်မှာလေတက်ကလေထုတ်လို့ပြည်စည်ဌာနချုပ်က အုတ်ခွဲတက်ချက်ကြီးတက်ရောက်ရယ်နောက်ပြီးတော့ဘိုးကြီးတက်ရောက်ရယ်ဒါတိုက်ပွဲမှာကြာသွားတာပေါ့အဲ့အဲ့ဒါကြောင့်ခုနကကျွန်တော်တော်လိုင်းကျဲပေါ်တွေကိုသတင်းပေးခြင်းတာဒီမြင်းချံလက်ထိုးကြီးတလုံးမျိုးတွေမှာကျွန်တော်လေတက်သားတွေရှိတယ်ပေါ့နော်အဲအဲ့ဒါလေးသတင်းပေးခြင်းတာလေတက်သားတွေဆိုတာကလောကတိုက်ရိုက်ခိုက်ရိုက်အရန်ပြောင်ပြောက်ပါလေပေါ့တိုက်စွမ်းရည်တွေရှိပါလေဟိုရင်းတော့တော့ဘယ်လိုပြောမလဲလုံကြုံရေးအဆင့်လောက်ရဲပေါ်လောက်ပဲပေးတာပေါ့အခုကျတော့မလိုချင်ဘူးသွား 3လတစ်ကြိမ်သူတို့ကဟိုအလဲလဲလောက်တယ်ပေါ့ဘုရား3လတစ်ကြိမ်ဥမာခုနလို engine air freight instrument ကောင်းလုံးဟို trade ပေါင်းစုံကအစ3လတစ်ကြိမ်မှာအလဲကြလာလို့ရှိရင်သွားတာပေါ့လေအဲအဲ့လိုပုံစံမျိုးနဲ့ဒါပေးတာဆိုတော့ဒီကောင်းနေများများနာကားမဲ့ game ပေါ့နော်အခုကျွန်တော်တို့ဒီဘက်ကဒါလထွေးသားတွေကလည်းလက်တံပြောင်းအောင်ပြောင်းနေပါတော့။တကယ်သာဒီမိထီလာလိုနေရာမျိုးကိုကတ်မယ်ပြီးရင်အဲ့လိုမျိုးခြေမုံနိုင်မယ်ဟေ့ဆိုရင် ်ဒါမိလာကတို့အတွက်အရေးကြီးတဲ့ဒါတက်မြို့လို့လည်းပြောလို့ရတဲ့အထက်မှာပါတယ်เนาะပြောကြတော့ဟိုခုနလိုဒါပြည်သူလူထုကိုအယံဒုက္ခပေးနေတဲ့လေချောင်းနဲ့ပတ်သက်တဲ့ဒါတက်ဌာနချုပ်၃ခုတောင်ရှိတဲ့နေရာမျိုးဖြစ်တယ်ဟုတ်တယ်အယံတို့အတွက်အရေးပါတဲ့နေရာအဲ့လိုနေရာမျိုးကိုထိမ့်ချုပ်ထားနိုင်တဲ့ဟေ့ဆိုလို့ကတော့တကယ်ရှိသတင်းကောင်းပါเนาะအခုလေတထိုးကြီးသားတွေလက်တံပြောင်းလာနေအမျှပါเนาะဟိုအလင်းဝင်နေဟာတွေအများကြီးဖြစ်လာတယ်ပြီးတော့ပါစတယ်ဟိုနေ့ကပဲ၅ရက် ဒီ network video စီကို9ရက်လက်နက် KN အနေနဲ့ယူပြီးတော့ဝင်လာတယ်အပတ်စဉ်6ကအပတ်စဉ်6ကဒါစုံမှုထမ်းမနေရဥရင်းနဲ့ဖမ်းပြီးတော့အဲစီထားတဲ့ဒီအပတ်စဉ်6က9ရက်လောက်ဝင်လာတဲ့အချိန်မှာအဲဒီသူတို့ pass နံပါတ်ပေါ့နော်ကိုပိုင်နံပါတ်ပေးလိုက်တဲ့အချိန်မှာအဲသူကလုံးဝကတ်ရက်လေးတယ်တကယ်ချင်းလိုက်ဖြစ်မယ်ပြပြောရရင်ဟုတ်တယ် တိတ်မကွာဘူးဗျာဟိုဟိုနဘက်ကတိတ်မကွာဘူးအဲတင်းတင်းကတင်းတင်းကိုအဲ့လိုမျိုးပေါ့နော်တိတ်မကွာတော့ကြတော့အချင်းချင်းတိုင်ပင်ပြီးတော့ကိုလာတဲ့ပုံစံမျိုးအရှိမလဲဒါနထိုးရဒါရင်းမှုပေါ့နော်ຢာရင်းမှုကိုစိုးအောင်လည်းပြောသွားအဲ့လိုပေါ့ဟိုပါစတွေကမနေကျွန်တော့ဘူးနေကျွန်တော့ကြတော့လာမယ်ဆိုရင်ဟောမင်းငါတို့စီလာလို့ကတော့မင်းလက်နောက်မပိုင်လက်မခံဘူးကွာကြည်စံတွေပါလိုက်တောင်းတယ်လက်နဲ့တွေမဟုတ်ဘူးကြည်စံတွေပါလိုက်တော့တယောက်တည်း900လောက်ယူရောက်ချလာတာတော့အဲ့ကြအဲ့ဘက်မှာတက်ဖွဲ့တွေကတကယ်ကြိုးဆိုလား ကျူသာပြီးအညာသာပြောရင်ပြတ်တယ်သိရမလားလောက်ဝင်ဆိုလောက်ဝင်မလောက်ဆိုမလောက်ဘူးပဲဂတိတီတယ်ဗျာပြောနေတာမင်းတို့ငါတို့မလောက်ဘူးကြိုးစိုးတယ်မင်းတို့ငါတို့မတက်ဘူးဆိုရင်အဲ့မင်းတို့ယုံလိုက်အဲ့ဒါကြအဲ့လိုမျိုးယုံပြီးတော့အခုရောက်လာတယ်ငါးယောက်ဒါအခုတို့အဆင်ပြေပြီဗျာစုချင်းမြင့်ဝေဘာညာအစားရတယ်ဗောနော်အဲ့အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့အခုဆိုရင်ဒါရန်ကုန်မကွေးပဲခူးအဲဒီကဒီပြည်သူစစ်နဲ့စုဆောင်ထားတဲ့သူတွေကိုသင်တန်းတော်မှာမပြီးသေးဘူးသူရှေ့တန်းနေရာတွေကိုလွတ် ်လွတ်ပြီးတော့အခုဆိုရင်ခုနလိုဘက်ကူးပြောင်းမှုတွေမလုတ်တဲ့ကောင်တွေမလုတ်ရှင်တဲ့ကောင်တွေအဲ့လိုကောင်မျိုးတွေအခုတေဆုံးများနေတယ်ဆိုပြီးတော့သိရအဲဘလိုပဲဖြစ်ဖြစ်ဒီလိုမျိုးသွားရပြီဟေးဆိုရင်အခုဆိုရင်ဒီကောင်တွေဘက်ကူးပြောင်းမှုတွေပို့ပြီးတော့လွယ်လာပြီဟုတ်တယ်အရင်တုန်းကမှဒါကျွန်တော်နေဆက်နေရာတွေမှာဖြစ်တာဟုတ်တော့เนาะကျွန်တော်တိုက်ပွဲတွေကလေနေဆက်တွေမှာဖြစ်တာလေအဲနေဆက်လို့အာအဲ့လိုနေရာမျိုးတွေရောက်ပြီဆိုမှဒါထွက်ပြေးဖို့ဘက်ကူးပြောင်းမှုအတွက်ချိတ်ဆက်ရတာတို့ဘာလို့ ဒါသူတို့ခက်ခဲနေဦးမယ်ဗျာသိရမလားအခုဆိုရင်ဘယ်နေရာမှာဖြစ်ဖြစ်ကျောင်းတက်ဖွဲ့တွေရရှိနေပြီမြမပြီးအလဲပိုင်းလားအဲအောက်ပိုင်းလားအပေါ်ပိုင်းလားမကြိုက်တဲ့နေရာပြောအဝေးသွားနေစရာမလိုဘူးလို့မင်းတချေချေဝေးဝေးတွေပြေးမနေနဲ့လားနီးစရာပဲမင်းဆက်သွယ်ပြီးတော့ဝင်လိုက်ရုံပဲအဲ့တော့အဲ့လိုဟာမျိုးကိုကျောင်းဒီဘက်ကတက်ဖွဲ့တွေကတကယ်ကြိုးစိုးတယ်ဆိုတာပြောချင်တယ်ပြီးတော့တက်ဖွဲ့တွေကလည်းအဲ့ဥစ္စာကိုတကယ်လိုက်လိုက်လဲလဲပြောထားတယ်မင်းတို့ဘဲမှအဲ့လောက်ကြီးတွေဟိုဟာဖြစ်နေနေပြီးရင်အခုသူတို့ပြောရတဲ့အထက်မှာဆိုသူတို့ရဲ့မိသားစုတွေကိုရွှေပြောင်းပေးတာဆိုတာလုပ်ပေးတယ်ဟုတ် ဒီလိုမျိုးစစ်မှုထမ်းဥတွေနဲ့ဖမ်းခေါ်သွားခံပြီးတော့ပြန်လာတဲ့သူတွေအပြန်လာပြီးတော့ဒါခုနကလက်နက်ခဲယမ်းတွေပါလာတဲ့ကြီးပြင်းကိုရတယ်အပြင်တော်လိုင်းတပ်ဖွဲ့တွေအတွက်လက်နက်ခဲယမ်းရတယ်ပြီးရင်သူတို့ရဲ့မိသားစုတွေနဲ့ပြန်ပြီးတွေ့ဆုံခွင့်ရတယ်အနေကင်းကင်းနေရာကိုရွှေ့ပြောင်းပေးတယ်ပြီးရင်သူတို့စိတ်ကြိုက်မင်းတို့ဘာလုပ်ချင်လဲမင်းတို့လွတ်မြောက်တဲ့နေရာဘယ်လိုသွားချင်လဲဘယ်နေရာသွားချင်လဲဒါမျိုးကဆိုပို့ဆောင်ပေးရရှိအဲ့တော့ဘာလို့သေးလဲဟုတ်တော့မလားအဲ့လမ်းကိုပဲရွေးကြပါလို့ပြောချင်တာဟုတ်တယ်ဟုတ်အဲ့နောက်တစ်ခုကတော့ဟိုကျွန်တော်တို့ဟိုအပြာရန်ဝိတ်ဟွန်း ရလာမရလာဖလားအဲရလာဖရလာဖအင်းတေဒါဟိုစက္ကစနေပြီးတော့ဟိုအတုံးပြူတာတွေပုံများလာတယ်ပေါ့နော်အခုနောက်ပိုင်းမှာကျွန်တော်တို့ပြည်ပြည်တို့ဘာတို့ဘက်မှာဆိုရင်လည်းခုနဟိုဘောစစ်တပ်တောက်ထိုင်ခုနအုတ်ချုပ်ရေးမှုတို့ဘာတို့ပြင်းတာအယောက်20လောက်ကျသွားတယ်ပေါ့နော်ကျသွားပြီးတဲ့နောက်ပိုင်းကျတော့ဒါခုနပြူစောထီတို့ဘာတို့လက်နက်တွေစစ်တပ်ကနေပြီးတော့ပေးလာတဲ့အနေအထားမျိုးတွေ့ရတာပေါ့ဒီရလာဖပေါ့နော်ရလာဖသူတို့ကတော့ရရွာလုံချွေးအဖွဲ့ပေါ့ ဒါပေမဲ့သူတို့ဖွဲ့စည်းထားတဲ့ပုံစံကြည့်ရရန်လုံးမဲ့ဖွဲ့လာမသိဘူး။ဒါလည်းဆိုဟိုရရလွန်ကျွေးအဖွဲ့လို့သာပြောတာသူကစစ်မှုထမ်းဟောင်းနေရဲဝင်ထမ်းဟောင်းနေဒီလိုအဖွဲ့တွေကိုပြန်ပြီးတော့ဖွဲ့စည်းနေတဲ့ပုံစံမျိုးပြီးတော့အသက်ကြီးကြီးအရွယ်တွေတွေ့ရတယ်။အဲ့တော့ကျွန်တော်ကြည့်လိုက်ဗျာဆရာရအဲ့တပုံတွေထွက်လာတယ်မှတ်တမ်းပုံတွေထွက်လာတယ်။တခုခုဆိုပြေးတိုင်းလွားနိုင်မဲ့ကောင်တွေမပါဘူးကျွန်တော်မြင်တာတော့ဟဲ့လား တုံတုံရင်ရင်တွေပေါ့တုံတုံရင်ရင်တွေနဲ့ပြင်းဝါဝတုတ်တုတ်တွေနဲ့ရှင်ကြီးစမ်းမှာကျွန်တော်တို့တပ်ဖွဲ့တွေနဲ့နော်ကျွန်တော်တို့တပ်ဖွဲ့တွေဒီဘက်ကလုံးဝတန်တန်မမဖြက်ဖြက်လက်လက်တွေနဲ့ပြီးရင်သူတို့ကိုဒါအခုဆိုငါပေးလာတာရှိရပါတော့ကာပိုင်းတို့ဘာလို့သူတို့ပေးလာရှိဒါကတော့ကျွန်တော်တို့အတွက်စိန်ခေါ်ချက်တစ်ခုဖြစ်စိန်ခေါ်ချက်တစ်ခုဆိုတာသူတို့အင်အားအနေနဲ့ရသွားပြီဒါဥမှလက်နက်ပါတက်ဆင်ပေးလာပြီလက်နက်ပါတက်ဆင်ပေးလာပြီဆိုတဲ့အတွက်ကျွန်တော်ကအခုရှေ့မှာကျွန်တော်တို့တပ်ဖွဲ့တွေနဲ့ပါစာတွေနဲ့ရင်ဆိုင်ခန်းလိုမျိုးအနေထားဖြစ်လာပြန်ပြီ အဲပြောရင်ဒါကျွန်တော်နောက်ထပ်ဖြည့်ရှင်းရမယ့်ပြဿနာတစ်ခုပေါ့နော်ဘာလို့လဲဆိုတော့ဒီကောင်းနေစလက်ထဲမှာလက်နဲ့ပါရထားတယ်ဆိုတဲ့အတွက်ကျွန်တော်တို့တော့အန်ရတော့ရှိတာပဲအဲနောက်တစ်ခုပို့ဆိုးတာကခုနလိုရဲဝင်နှန်းဟောင်းစစ်သားဟောင်းနေဖြစ်တဲ့အတွက်တို့ကအထိုက်လျောက်တော့တို့ကဟိုဒီဟာနဲ့ပတ်သက်တဲ့အတွေ့အကြုံရှိကောင်းရှိနိုင်တယ်အဲနောက်တစ်ခုကတို့ဘဘကြီးကိုထောက်ခံတဲ့ကောင်းနေဖြစ်တယ်ဟုတ်ကဲ့အဲခုနအပစဆိုတဲ့အဖွဲ့တွေကကြတော့မထောက်ခံမင်းနဲ့ ဖားခံရတဲ့လူငယ်တွေပေါ့နော်အခုကောင်တွေကကြတော့ထောက်ခံပြီးတော့ဝင်ပြီးတော့အမှုထမ်းပေးတဲ့ကောင်တွေဆိုတော့အဲ့ကောင်တွေရဲ့စိတ်ဓာတ်ကတော့ဟိုဘက်ကိုဘိုးပါဟုတ်တယ်ပူပါတော့သူကအင်အားရောလက်နက်ရောအခုရတဲ့အနေထားဖြစ်လာတယ်ဒါအခုပြည်သူတွေကထပ်ပြီးတော့ဆွဲမဲ့ပုံစံမျိုးတော့မြင်ရပြီအချို့နေရာတွေမှာဆိုလည်းလှုပ်လာပြီတရွာကို10ရောက်ဟိုဟာပေါ့နော်ဟိုအယောက်20ဒါမျိုးပုံစံမျိုးတွေနဲ့ဖွဲ့စည်းမဲ့ဆိုပြီးတော့လှုပ်တာမျိုးတွေရှိလာပြီပြည်သူရှေ့တန်းတွေကိုတော့မလွတ်သေးဘူးတဲ့ ရှေ့တန်းတွေကိုမလွတ်သေးဘူးလွတ်လွတ်လည်းမရဘူးသူတို့နေတာနဲ့အော်လွတ်လွတ်လည်းသူတို့သွားမဲ့ကောင်မျိုးတွေမဟုတ်ဘူးပေါ့ဒါပေမဲ့ဘာလို့ရည်ရွယ်သလဲဆိုတော့ PDF တွေတက်ဖွဲ့တွေတွန်လိုင်းတက်ဖွဲ့တွေမျိုးတွေပေါ့တက်လာပြီအဲအဲ့လိုမျိုးဒါလူနေအင်ဂျီတွေပေါ့ရောက်လာပြီပေါ့နော်အဲခြေခြေရပေါ့တွေရောက်လာပြီဆိုတဲ့အချိန်ကျရင်သူကကာွယ်ရှိနိုင်ဖို့အတွက်ဒီလိုမျိုးစီစဉ်ထားတယ်အဓိကပြည်သူ့ဆက်ပုံစံမျိုးသူတို့လောက်တာပေါ့နော်အဲကြဘယ်လိုပဲဖြစ်ဖြစ်သူတို့ရဲ့စိတ်ထဲမှာ ပြည်ရဲ့တပ်ဖွဲ့တွေကမြို့ဝတီတက်လာတော့မယ်ဆိုတော့အတွေးကတော့ရောက်သွားပြီရောက်သွားပြီရောက်သွားပြီအခုပြင်မလားမရတော့မယ်ပြင်သားမှာရမယ်ဒါပေမဲ့လည်းခုနပြည်သူတွေအနေနဲ့ရှေ့မှာလဲဒါဟိုစံနမူနာပေါ့နော်ဒါနထိုးကြီးစံပြကြေးရောမှာဆိုတော့ဒါချက်ွက်အုတ်ချိုရေးဘူးလို့ပါတော့ခုနတနက်ခွက်ပြီးတော့ KTV သွားလို့ခုနဟုတ်တယ်မလားကျွန်တော်တို့နထိုးကြီးဒေါ်လာကြီးတက်ဖွဲ့တွေကဟိုတနက်တွေယူလာတာပေါ့နော်အဲ့ဟိုချက်ွက်အုတ်ချိုရေးဘူးလဲ ခုနထောင်ကြသွားပါဘောအခုဒါစစ်တပ်တောက်တိုင်းမှန်တမျှပြူစောတိမှန်တမျှရက်ွက်အုပ်ချုပ်ရေးမှုမှန်တမျှရဲ့တနေ့တာလှုပ်ရှားမှုပေါ့ဒီလိုကအုပ်ကြီးကညနာတက်မဲ့အချိန်လားတမင်းစားမဲ့အချိန်လားတနက်မှဘယ်နေရာမှာပါထားတဲ့နေဆိုတော့မျက်စိမပြတ်ကျွန်တော်တို့ကမျက်စိတောက်ထောက်ကြည့်ပြီးတော့မှလင့်ရင်လစ်တယ်လို့မျိုးပေါ့နော်ဒါသူအိမ်နာတက်တက်မဲ့အချိန်လားပေါ့နော်ဒါမျိုးတွေပေါ့လူတယောက်ကလူတယောက်ကဘိုးကြီးဟို နေ့စဉ်နှုတ်ချမှုကဟုတ်တယ်မလားဟုတ်တယ်တခုခုတော့ तू လိဟရတဲ့အချိန်ဟာရှိ ਉ ရှိရှိမှာပဲဟမ်เนาะအိတ်နေတဲ့အချိန်လားအဲဟုတ်တယ်သမင်းစားတဲ့အချိန်လားတခုခုပေါ့เนาะဒါမှမဟုတ်လဲမူးနေတဲ့အချိန်လားမူးနေတဲ့အချိန်လားသောမောတံသူမိမရေခတ်ပေးနေတဲ့အချိန်ကတကူလစ်လင်းရင်လစ်တလို့မျိုးကျွန်တော်တို့ပြည်သူတွေကဟိုတရင်တရင်ပေးရပါသူရဲ့လှုပ်ရှားမှုကိုတရင်ပေးပြီးတော့မှကျွန်တော်တို့ဒေါ်လာရင်းရဲဘော်တွေကလည်း ဒါချိန်ရွေးပေါ့နော်နှစ်ထိုးရေလိုမျိုးနော်တော်တော်နှိုက်ရအောင်ဟုတ်တယ်အဲ့ဒါဒါဖြစ်ကိုဖြစ်လာမယ်ဟာဘာလို့လဲဆိုခုနောက်ပိုင်းမှာပြည်သူကအရန်ကိုဆက်ရထက်တန်နေတာဟုတ်တယ်တခုခုဆိုတာနဲ့သူပြောမယ်သူတို့တီးရတဲ့ဟာဒါဝင်မြမယ်ဒလိုင်းတက်ဖွဲ့တွေစီလက်စင်ကမ်းပြီးတော့ပြောပြရမယ်ဆိုတဲ့ဟာမျိုးတွေပဲ အဲသူတို့စီကပေးလာမယ့်အချက်လက်တွေအများကြီးရှိနေမှာပေါ့နော်အဲကျတော့ဘလိုပဲဖြစ်ဖြစ်ဒါယာယီမှုစိုးအောင်တို့လိုမျိုးတော်တော်ပြီးတော့နှိုက်မဲ့အဖွဲ့တွေကလည်းပေါ်လာအောင်ပါပေါ့နော်အဲအကြောင်းကိုဒါဟိုကိုစိုးအောင်ပြောပြတဲ့အချိန်မှာအောက်ကတယောက်က comment လာမှတ်အာကိုစိုးအောင်ရေးတဲ့ခင်ဗျားတဲ့အဲဒီခုနကောင်နေစီရပေါ့နော်၁၀လက်ပဲဖြစ်ဖြစ်၁၇လက်ပဲဖြစ်ဖြစ်ပေါ့နော်ဟို၁၀ချောင်းပဲဖြစ်ဖြစ်၁၇ချောင်းပဲဖြစ်ဖြစ်ကြိုက်တဲ့လောက်နှိုက်ပါဗျာတဲ့ဟိုခင်ဗျားတို့စီရတဲ့တစ်ချောင်းနှစ်ချောင်းလောက်ကတော့ထားကုန်ထားခဲ့ပြန်တော့ ဟိုကောင်နေတကြနေဖင်နဲ့ထုတ်တဲ့နေကိုအတေဟာတာတွေဖြစ်နေဗျာတကယ်ကိုဟိုအဖွဲတွေကအဲသူတို့ရဲ့လုံနိုင်စွမ်းတွေကဟိုမဖြစ်နိုင်ဘူးဆိုတဲ့ဟာကြီးကြီးကြီးလှုပ်လှုပ်သွားတာဗောနော်အဲတက်တည်ပြနေတာအဲ့ဟောမဖြစ်နိုင်ဘူးဆိုတာငါတို့တော်လိုင်းမှာရှိကုန်မရှိဘူးကွာဆိုတဲ့ပုံစံမျိုးတွေတက်တည်ပြနေအဲ့ဒါရတော်တော်မိုက်တယ်ဗျာအခုဆိုလဲဒါဒီဒီသူတို့လှုပ်တဲ့ယာလာဖဆိုတဲ့ဟာတွေကအဲသူတို့လှုပ်လိုက်တာလေတခုတော့ကောင်းပါတယ်ကျွန်တော်တို့ကွဲကွဲပြားပြားဖြစ်သွားတယ်ဂျားနေဆိုတာမရှိတော့ဘူး ်အဲ့တော့နော်ဟုတ်ပြဟိုဘက်မှာနေမလားဒီဘက်မှာရက်မလားဒါပဲမင်းတို့ကြိုက်တာယူစစ်တပ်ကအဲ့လိုမျိုးလုပ်လိုက်ပြီဟုတ်တယ်မင်း online လုံးလုံးနေဥဆောင်နေတဲ့ကောင်တွေကအဲ့ပုံစံမျိုးလုပ်လိုက်ပြီအဲ့တော့ကျတော့ဟိုဘက်မှာရက်မှာဆိုလည်းပြပြသသာရက်အဲ့ဆိုဒီဘက်ကတက်ဖွဲ့တယ်ပြပြသသာဆော်လို့ရတယ်ဟုတ်တယ်အဲ့လိုပြပြသသာမရက်ဆိုဒီဘက်မှာလာအဲဘာဖြစ်လို့ဆိုဂျားနေဆိုတာမရှိတော့ဟုတ်ဟုတ်အဲ့အဲ့လိုမျိုးဟာမျိုးကိုအခုအနေကကြိုတင်ပြီးတော့ အဲ့ဖွဲ့ကြီးလည်းပြင်ဆင်ထားတင်တယ်ဟုတ်တယ်အဲ့တို့ဒီတော်လိုက်တပ်ဖွဲ့တွေဘက်မှာတော့ရွေးချယ်စရာအများကြီးရှိတယ်အေးမင်းအောင်လိုက်ဘက်မှာတော့မင်းတို့တေးလန်းပြင်ရွေးချယ်စရာဘာမှမရှိဘူးရှိဘူးအဲ့ဒါကြတော့စဉ်းစားနော်ဒါနောက်တစ်ခုကတော့တကယ်မင်္ဂလာသတင်းကောင်းပေါ့နော်ဟုတ်ဒါကျွန်တော်လည်းထိုင်းနဲ့မြန်မာနယ်စပ်မှာရှိတဲ့မေတော်စေကံပေါ့ဒေါက်တာစင်တရားမောင်ဒါကျွန်တော်တို့ထိုင်းဘရင်တမီးတော်ဒီလိုပြည်တော်မင်းတမီးကြီးရနေပြီးတော့ဂုံလူဆောင်စုရှင်းမြင်တယ် ဟုတ်ဟုတ်ဒါတရင်ပေါ့နော်ဟုတ်ဟုတ်အဲဆရာမကြီးစင်တရားမောင်ပေါ့နော်အဲသူကတော့ကျွန်တော်တို့အရန်လေးစားရမယ့်ပုံကိုတူဦးပေါ့နော်ဟုတ်ကဲ့အဲဒါသူကိုကျိုးဆုံပြီးတော့လုပ်ခဲ့1989ခုနှစ်ကသူကဒီနေရာကိုရောက်တယ်စီကန်းပုံစံလုပ်တယ်အခုဆိုရင်ဈေးုံကြီးပေါ့နော်ဟိုကျွန်တော်တို့ဟိုတွေ့ရမြင်ရတဲ့ဟာတွေရတယ်ဟာဖြစ်ရောဖြစ်နိုင်မှာမလားဟာဟိုဟိုရလားပေါ့နော်ဟာအဲ့လောက်ထိတောင်မှပဲအဲလုံနိုင်ခဲ့တာလားဆိုပြီးတော့တောင်မှအံ့ဩ တကြီးဖြစ်ရတယ်ဗောနော်အဲဒါကြောင့်မလို့လဲဒါအဖွဲ့အစည်းပေါင်းစုံနိုင်ငံပေါင်းစုံကနေပြီးတော့သူ့ကိုဒါဂုတ်ထူးဆောင်အနေနဲ့ချင်းမြင်ထားတဲ့စုပေါင်းက18ခုထိတောင်ရှိတယ်အဲတော့ကျတော့တော်တော်ကိုဒါဘုံယူလေးစားရတဲ့ပုံကိုတယောက်ဗောနော်အဲကျောင်းတော်လိုင်းအတွက်နိုင်ငံအတွက်တကယ်လေးစားရမယ့်သူတွေဗောနော်အဲနောက်တစ်ခုကအဲ့လိုဗောဟိုအခြားနိုင်ငံတွေကဒီလိုပုံကိုတွေကိုချင်းမြင်မြောက်စားရအောင်မသိတယ်ဗျသိတယ်သိလားတို့နိုင်ငံမှာဖြစ်ဖြစ်အခြားဘယ်ဘယ်နိုင်ငံအသူကိုပဲဖြစ်ဖြစ်ဗောနော်ချင်းမြင်မြောက်စားတို့ရဲ့လုပ်ရက်တွေကိုကြည့်ပြီးတော့ဒီလူက ငါတို့ချင်းမြေမောက်စားရမယ့်ပုံကိုဖြစ်တယ်အတိမြတ်ပြီးရမယ့်ပုံကိုဖြစ်တယ်ဆိုတဲ့ဟာကိုတကယ်တည်းဝင်သိပြောတကယ်တည်းဝင်လှုပ်ပေးတယ်ဟုတ်တယ်ဟုတ်ပြီသူ့ရဲ့လုံဆောင်နိုင်စွမ်းတွေကိုကူညီဖို့သူတို့အစဉ်သင်ရှိတယ်အာဆရာကြီးဘာလို့ရှင်လဲဆိုတဲ့ဟာမျိုးပေါ့ဗျာဒီတော့ तू လုံနိုင်တဲ့ဟာသူ့ရဲ့ဒါဆွလို့အနစ်နာခံနိုင်တဲ့စိတ်ထားကြောင့်မလို့ तू လုံနိုင်တဲ့ပမာဏတွေကအများကြီးရှိတယ်ဆိုတာသိရဝိုင်းပန့်ဖို့ဘူးဝင်မလေးဘူးဟုတ်တယ်ကျောင်းနိုင်ငံမှာအဲ့လိုမဟုတ်ဘူးဟုတ်ဒါခုနကတော့ထိုင်းနိုင်ငံကတော့သူ့ရဲ့ဒီတကယ်အမြင့်ဆုံးပေါ့နော်တော်ဝင်မိသားစုကဟို မင်းသမီးတယောက်ကနေပြီးတော့ဒါဆုရှိမြင်တာပေါ့မြန်မာနိုင်ငံကတော့ခုနကတော့တော်ဝင်စိတ်ဓာတ်မရှိဘူးပေါ့နော်ဟိုဟွာပေါ့စစ်ကောင်းဆောင်ပြောတာပါမင်းအွန်လိုင်းတို့တို့ကောင်းမျိုးတွေဒါကျွန်တော်တို့ဟိုဒီအာဏာသိမ်းမှုဖြစ်စဉ်တော့ပိုင်းမှာပဲခုနဆရာဝန်တွေအင်ဂျင်နီယာတွေနော်ဆရာဝန်လားပညာတတ်တွေနော်ပညာတတ်လားမတတ်လားဒီကောင်းတွေမသိဘူးခလုံးဟိုဟိုတွေ့မဲမဲမြင်တာအကုန်လုံးဟိုပစ်ပစ်တက်တဲ့ဟိုအဆင့်ထိထိဖြစ်တယ်ဟုတ်တယ် ပြီးရင်အဲ့လိုတစ်ခုခုဆိုရင်တော်လုံးတက်လုံးပြီသူတို့ထက်တော်မဲ့အရေးရောင်မြင်နေပြီဆိုရင်မြင်နေပြီဆိုရင်ပြဿနာရှာပြီပြဿနာရှာပြီကြောင်ထိုးပြီလုံးပိုင်ဝင်မရအောင်ပိတ်ပင်ပြီထောင်ချပြီဖမ်းပြီဟုတ်တယ်နိုင်ငံကိုသူတို့ထက်ပို့ပြီးကောင်းစားအောင်တိုးတက်အောင်လုပ်နိုင်မဲ့သူတွေထွက်လာပြီဟေးပေါ်လာပြီဟေးဆိုရင်မနာလို့မရှုစိတ်နဲ့ပေါ့နော်အဲ့လိုမျိုးပိတ်ပင်တာမျိုးတွေဒါအရေးယူတာမျိုးတွေပဲတနည်းမဟုတ်တနည်းနဲ့ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဖိနှိပ်တာပြာသီးလားသူတို့မှပေးတဲ့ဘွဲဆိုလို့သူတို့ကိုသူတို့ပေးတဲ့ဟာတွေပဲရှိတယ်ဟုတ်တယ်အဲ့ဒါသူတို့နဲ့ပဏံသိတဲ့ကောင်းနေ သူတို့ကိုဖားတဲ့ရားတဲ့ကောင်းနေအဲ့လိုကောင်းမျိုးတွေပဲမရတဲ့မရထိုက်တဲ့စုတွေပေါ့နော်အဲစုတွေပေါ်ပေါ်လောလောပေးနေတာပေါ့နော်ဒီအခုဆမိုင်းစင်တရာမောင်ရတဲ့ဟာဆိုရင်တကယ်ချီချူးလေးစားဖို့ကောင်းတယ်ပေါ့နော်သူကြောင့်မလို့ဒီနေဆက်တစ်ချောင်းမှာရှိတဲ့ဒါမိဘမိကလေးတွေပြီးရွှေပြောင်းအလုပ်သမားတွေဒုက္ခဒုက္ခရောက်နေတဲ့သူတွေအများကြီးပဲထောင်ပေါင်းများစွာဒါနှစ်ပေါင်းဆိုအများကြီးရှိနေပြီပေါ့နော်အဲထောင်ပေါင်းများစွာဒီကုသခွင့်တွေရတယ်ချမကြီးဆောက်ရှောက်မှုတွေရတယ်အများကြီးလုံနိုင်ခဲ့တဲ့ဒါပုံကိုတယောက်ဖြစ်တယ်ပေါ့နော်အဲလိုပုံကိုတယောက်ဒါအခုလိုမျိုးထဲတဲ့တန်း ကွန်ပျူချင်းမြင့်စုရတာကလည်းတကယ်ကိုလေးစားကြကောင်းတယ်တကယ်ကိုမင်္ဂလာရှိတဲ့သတင်းတစ်ခုဖြစ်တယ်ပေါ့နော်အဲကျွန်တော်တို့တွေလည်းဒီလိုပုံစံမျိုးပေါ့နော်အဲဒါသူရဲကောင်းနေကျွန်တော်ဒါတော်လိုင်းမှာအများကြီးရှိတယ်ကိုကျိုးစို့အနေနာခံပြီးတော့ကိုနိုင်ငံအတွက်ကိုလူမျိုးအတွက်အသက်ပေးပြီးတော့တိုက်ပွဲဝင်နေကြတဲ့မြေပြင်မှာသူရဲကောင်းနေအများကြီးရှိတယ်ဗောနော်အဲ့လိုသူတွေအတွက်ကိုလည်းဒါခုနလိုဗောနော်ကြီးမြင့် မြောက်စားတဲ့နဲ့ဟာမျိုးတွေအဲဒါအတိမတ်ပြုတဲ့ဟာမျိုးတွေအမြဲတမ်းကျွန်တော်လုပ်ပေးနိုင်ဖို့ကျွန်တော်လည်းဆူတောင်းတယ်အဲဒါဥဆောင်တဲ့သူတွေအနေနဲ့လည်းဒါကိုမြင်နိုင်ကြပါစီလို့ဆူတောင်းတာပေါ့မှန်ပါတယ်ခေါ့